်မင်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPP ရုံးမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါတနင်္သာရီတိုင်းဘိတ်မြို့မြို့မဘောလုံးငွေမျက်နှာစာမှာရှိတဲ့ဈေးဆိုင်ခန်း30ကျော်ကိုစစ်ကောင်စီလက်အောက်ခံဘိတ်ခရိုင်အားကစားဦးစီးဌာနကနိုဝင်ဘာလ30ရက်ထီနောက်ဆုံးထားပြီးအပီးဖေရှားခိုင်းနေတယ်လို့ဆိုင်ခန်းပိုက်ရှင်တွေကပြောပါတယ် ဖက်ခိုင်းနေတဲ့ဆိုင်ကန်းနေရာတွေကိုဖြိုချကမြို့မအားကစားကွင်းကိုတိုးချဲ့ပြုလုပ်သွားမယ်လို့ဒေသခံတွေစီကသိရပါတယ်။ဆိုင်ကန်းမြင့်နေရာကိုဘိတ်ခိုင်အားကစားဦးစီးဌာနကနှစ်30စာချုပ်နဲ့ငှားရမ်းထားတာဖြစ်ပြီးစာချုပ်သက်တမ်းပြေဖို့၃နှစ်ကနေ၅နှစ်အထိကြာရှိနေတယ်လို့တချို့ဆိုင်ကန်းပိုင်ရှင်တွေအနေနဲ့စစ်အာဏာမသိမ်းခင်လပိုင်လူကဝယ်ထားသူတွေလည်းရှိတယ်လို့ဆိုပါတယ်။အဲ့ဒီလိုရွှေ့ပေးရမှာဖြစ်ပေမဲ့နင့်နာကျိကိစ္စနဲ့ပတ်သက်ပြီးပြောတာမရှိဘူးလို့ဆိုင်ကန်းပိုင်ရှင်တွေကပြောပါတယ်။ ဆိုင်ငံပိုင်ရှင်တွေကတခြားစီးပွားရေးလုပ်မဲ့သူတွေစီဆိုင်ငံတခန်းကိုတလား၄သိန်းဝန်းကျင်နဲ့ပြန်လည်အငှားချထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့2022ခုနှစ်ကလည်းအဲ့ဒီဆိုင်ငံတွေကိုတုံးလအတွင်းဖိရှားပေးဖို့စစ်ကောင်စီလက်အောက်ခံအတိုင်းအစိုးရအဖွဲ့ကဆိုင်ငံပိုင်ရှင်တွေကိုခေါ်ယူပြီးအတင်းလက်မှတ်ထိုးဖိအားပေးခဲ့ဘူးတယ်လို့ဆိုင်ငံပိုင်ရှင်တွေကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါ Free Burma Action Committee Northern California ကဥဆောင်ပြီး 166ကြိမ်မြောက်ဆရာနာရှင်စန့်ကျင်ရေးဆန္ဒပြပွဲနဲ့အတူ အတူရောင်ရွေးကောက်ပွဲကိုလည်းတပိတ်မှောက်ခဲ့ကြတာပါတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဟိုးရေးဟိုးရေးတူရောင်ရွေးကောက်ပွဲစန့်ကျင်တိုက်ရေးဟိုးရေးဟိုးရေးတူရောင်ရွေးကောက်ပွဲစန့်ဟုတ်ကဲ့ဒီနေ့တရား66ကြိမ်မြောက်ပြည်မအရှင်ကော်မတီရဲ့ မြေမြတ်ပိုင်းနဲ့အတူနောက်ပိုင်းကယ်လီဖိုးနီးယားမှာရှိတဲ့အင်အားစုအတီးတီးရဲ့ကမ္ဘာလုံးဆိုင်ရာရှုပ်ရှားမှုကြီးမှာဖီမမအရှင်ကော်မတီရဲ့ကော်မတီဝင်ကြောက်နေတဲ့ပြောခွင့်ရတဲ့အတွက်ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်။တရုတ်ကောင်စစ်ဝင်ရုံးရှိဆန္ဒပြပွဲကိုຫນွေဦးတော်လန်ရေးအင်အားစုတွေအမေရိကန်နိုင်ငံရောက်မြန်မာចောင်းသားလူငယ်တွေနဲ့ထောက်ပို့ပြည်သူတွေတက်ရောက်ဆင်နွှဲခဲ့ကြပါတယ်။ တရား၆ပြချောင်းပြမြောက်မြန်မာပြည်လုံးလုံးရဲလုံးမြောက်ရေးလုံးချောင်းမှုကော်မတီမြောက်ပိုင်းကယ်လီဖိုးနီးယားရဲ့အမြေပြင်သတိတိုက်ပွဲနဲ့အတူကျွန်တော်တို့ဒါဘလိုပဲအရှင်ကောဖြစ်တဲ့ကျွန်တော်တို့ရောတရုတ်ပြည်သူတရုတ်နိုင်ငံကနေကျွန်တော်နိုင်ငံရဲ့တရားဝင်ရဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ကဘာလုံးစတင်တဲ့အတိုင်းပါနဲ့ကျွန်တော်တို့တရုတ်တန်အောင်ရှေ့မှာကျွန်တော်ဆမတ်စကူမှာရှိတဲ့တရုတ်ကောင်စစ်လိုဝင်ပေါ့ဗျာကောင်စစ်လိုရုံရှေ့မှာကျွန်တော်တို့ဒါစံကထုတ်ပေါ်တဲ့ဖြစ်ပါရဲ့တော့အားလုံးသိရတဲ့အတိုင်းတရုတ်ကဒါကျွန်တော်တို့ရဲ့ဒီတရားဝင်နဲ့အကြက် မရောက်လာတော့မှရုပ်တော့ပဲဟိုထောက်ထောက်ခံတယ်ဆိုတော့သူအတီးလင်းသူရဲ့သတင်းထဲမှာကြော်ကြွားကြီးချင်ရကြွားကြီးသူဒါကိုလည်းသူပရက်ရှာပေးရနေနဲ့ကျွန်တော်တို့ဒါအခုနောက်ပိုင်းမှာဆိုတော့ဒါ GNN နဲ့ MDA ဒီမျိုးစုံနဲ့ကျွန်တော်တို့နိုင်ငံကိုခြေဝင်ရှုပ်နေတာကိုလည်းအားလုံးသိပြီးပြီကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့မြန်မာပြည်သူတွေကမှတိုင်းရင်းသားရောကျွန်တော်တို့တော့လူမျိုးပေါင်းဆိုဘာသာမျိုးကကျွန်တော်နိုင်ငံနေတိုင်းတဲ့နိုင်ငံသားတွေအကုန်လုံးတွေပဲကြောပါနိုင်ငံသားတွေအကုန်လုံးတွေတော့ဒီဟာကိုလုံးဝလက်ခံခြင်းမရှိဘူး What do we want? Globalization. When do we want it? Now. When do we want it? Now. We want democracy. Reject. Metric group. Release. Our leader. Long live. Our son Suji. Darwin. Dinodashi. ဖက်စစ်ရွေးကောက်ခွေးထပ်ပေါက်ဒီဖက်စစ်စစ်တပ်ကဟိုခွေးထပ်ပေါက်ပြတဲ့ဒီရွေးကောက်ပွဲကိုကျမတို့ရဲ့အကောင်လုံးကတညီတညွတ်တဲ့စန့်ကျင်သွားဖို့လိုပါတယ်ဒီတရားမဝင်ရွေးကောက်ပွဲ သူတို့ကသာပြည်သူကိုဘလို့လုပ်ပေးမယ်ဘလို့လုပ်ပေးမယ်ပြောနေတာအခု၄နှစ်ကျော်၅နှစ်အတွင်းမှာဒီပက်စစ်စစ်တဲ့ကြောင်း ဆုံးရှုံးသွားတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆင်းနေဆိုတာလည်းမနည်းဘူးအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရောက်မြန်မာနိုင်ငံသားတွေဟာအခုလိုဆန္ဒပြပွဲတွေအပြင်ရုပ်ရှင်ပြပွဲဈေးရောင်းပွဲစတဲ့အန်ယူဂျီဆိုရနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေအတွက်ရန်ကုန်ငွေရှားဖွေပွဲတွေကိုလည်းပြုတ်လုပ်ကြလိရှိပါတယ်ခမညာ ကျွန်တော်မောင်တူပါတူယောင်ရေကောက်ပွဲစန့်ကျင်ရေဟိုရေဟိုရေတူယောင်ရေကောက်ပွဲစန့်ကျင်တိုက်ရေဟိုရေဟိုရေတူယောင်ရေကောက်ပွဲစန့်ကျင်တိုက်ရေဟိုရေဟိုရေအော်ရမီ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  ပဲခူးမျိုးကရက်ကွက်တချို့မှာအဲ့စင်းတဲ့နေသူတွေကိုမဲပေးပုံတရုတ်ပြပွဲမတက်ရင်အဲ့စင်းဆက်မပေးဘူးဆိုပြီးဖိအားပေးအကြက်ကင်နာတွေရှိနေတယ်လို့မြို့ကန်ပြည်သူတွေစီကသိရပါတယ်မျိုးသစ်ခရက်ကွက်မှာနိုဝင်ဘာလ23ရက်တနင်္ဂနွေနေ့ကပြုလုပ်ခဲ့တဲ့မဲပေးပုံတရုတ်ပြရှင်းလင်းပွဲမတိုင်ခင်အဲ့စင်းနဲ့နေထိုင်သူတွေကိုရာအိမ်မှုကချင်းချောက်ပြောဆိုခဲ့ပြီးအလုံးမအားလဲတက်ခိုင်းခဲ့တာလို့အဲ့ဒီရက်ကွက်မှာနေထိုင်သူတယောက်ကပြောပါတယ် ရက်ွက်ရုံကအချက်ကင်ခေါ်တဲ့အတွက်အလုပ်ပြက်ခံပြီးသွားလိုက်ရသူတွေရှိပြီးတရက်တာဝင်ငွေဆုံးရှုံးလိုက်ရတဲ့အပေါ်မကျေနပ်ကြဘူးလို့သူကပြောပါတယ်။အဲ့ဒီမဲပေးပုံရှင်းပြတဲ့တရုတ်ပြပွဲကိုတက်တဲ့သူများအောင်တခြားဖိအားပေးတဲ့နှီးတွေနဲ့လူစုတာတွေကိုဘကိုးမျိုးပေါ်ရက်ွက်တွေမှဆွဆွရွရွကြားနေရတယ်လို့နိုင်ငံလှုပ်ရှားမှုကြောင့်ယာယီတိတ်ရှောင်နေသူတယောက်ကပြောပါတယ်။ ဘကိုးတိုင်းပြည်မြို့နယ်ကွင်းကြီးကျေးရွာအုပ်စုမှာနိုဝင်ဘာလ22ရက်ကလုတ်တဲ့မဲပေးပုံတရုတ်ပြရှင်လင်းပွဲအတွက်လူစုထားဖို့ညွှန်ကြားခဲ့ပေမဲ့စုစည်းထားတာမရှိတာကြောင့်ဖြည့်ရှင်ချက်ပေးဖို့ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ကျေးရွာအုပ်စုစည်းရေးကိုမြို့နယ်ထွေအုပ်ကဆင့်ခေါ်တဲ့ဖြစ်ရလဲရှိခဲ့ပါတယ်အဲ့ဒီလိုဖြည့်ရှင်ချက်တောင်းခံရတဲ့အတွက်အရေးယူခံရမှာဆိုပြီးကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေထွက်ပြေးတိတ်ရှောင်သွားတယ်လို့သတင်းတချို့မှဖော်ပြထားပါတယ်ရှင်။ ပါကစ္စတန်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့အာဖဂန်နစ္စတန်အရှေ့ပိုင်းပြည်နယ်သုံးခုထဲကတစ်ခုဖြစ်တဲ့ကူနာမြို့မှာအာဖဂန်ဒေသခံတွေဟာပါကစ္စတန်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတယ်လို့တာလီဘန်အစိုးရကနိုဝင်ဘာ25ရက်မှာပြောပါရယ်အာဖဂန်နစ္စတန်အခြေစိုက်စစ်သွေးကြွတွေရဲ့လက်ချက်လို့ပါကစ္စတန်အစိုးရကဆွဆွဲတဲ့တိုက်ခိုက်မှုတွေအများကြီးပါကစ္စတန်နိုင်ငံထဲမှာဖြစ်ပြီးတဲ့နောက်မှာအာဖဂန်အစိုးရကညရင်ချင်းတရင်ပို့ခဲ့တဲ့ဘုံကျဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ မှတ်ချက်ပေးဖို့တောင်းဆိုချက်တွေကိုပါကစ္စတန်ကချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။ဒီအိမ်ဟာလောကပျက်စီးသွားပါပြီလို့ဒေသခံမိုဟာမက်ဂူလန်ကပြောပါရယ်။ဒီဒေသဟာစစ်တပ်မရှိတဲ့အရက်သားရက်ွက်တစ်ခုလို့လည်းသူကဖြည့်ဆွတ်ပြောကြားခဲ့ပါရယ်။အာဖဂန်နစ္စတန်ရဲ့တာလီဘန်အစိုးရကခော့စပီနယ်မှာတိုက်ခိုက်မှုတွေအတွင်းကလေးခိုးဦးနဲ့အမျိုးသမီးတဦးသေဆုံးခဲ့တယ်လို့ပြောပါရယ်။တာလီဘန်တွေကတုတ်ပြဲမယ်လို့ကတိပြုခဲ့ပြီး တောင်အာရှအနေချင်းနိုင်ငံတွေကြားတင်းမမှုတွေကိုပိုဆိုးရစေခဲ့ပါတယ်။အော်တိုဘာလာမှာနေဇပ်ပရိပခတွေဖြစ်ပြီးတဲ့နောက်အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်အကြားအပြစ်ခတ်ရစေရသဘောတူညီချက်တရားရခဲ့ပေမဲ့ညီချင်းရေးဆွေးနွေးပွဲတွေမှာနှစ်ဖက်စလုံးကသဘောတူညီချက်များရှိခဲ့ပါဘူးရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆမ်မကျေးဇူးတင်ပါတယ်ရှင်